ားလုံးမင်္ဂလာပါအခက်ခဲတွေကိုကျွန်တော်တို့တူတူရင်ဆိုင်ကြောဖြတ်ကြမယ်ဆိုတဲ့အစီအစဉ်မှာကျွန်တော်ပြောခဲ့ရရှိမှာ၄ဘိုင်းရှိပါတယ်အဲပထမဆုံးကတော့ introduction ပါနော်အဲပြီးတဲ့ဒုတိယဘိုင်းမှာကျွန်တော်ကစိတ်ကျမ်းမာနေဖို့အတွက်ကိုကျမ်းမာဖို့လိုတယ်ဆိုတဲ့အကြောင်းပြောခဲ့တယ်တတိယအပုတ်မှာကြာတော့လူတွေကရှင်းတမ်းမှုအတွက်မျှော်လင့်ချက်လိုအပ်တယ်အဲတော့ကိုအတွက်အဓိပ္ပာယ်ရှိရဲ့မျှော်လင့်ချက်ကိုရအောင်ရှာပါလို့ကျွန်တော်ပြောထားတယ်အဲနောက်ဆုံးအပိုင်းဖြစ်တဲ့တတိယဘိုင်းမှာအဲနောက်ဆုံးအပိုင်းမှာတော့ကျွန်တော်ပြောထားလဲဆိုတော့စိတ်ညစ်တဲ့အချိန်မှာ ကြော်ဖြတ်ဖို့အတွက်ချစ်ခင်ရတဲ့ရိတ်မြုံရံဝန်လေးတစ်ခုတိဆောက်ထားပါဆိုပြီးကျွန်တော်ပြောထားတယ်။ဒါက၃မှတ်ရှိပါတယ်။အဲ့တော့ဒီတစ်ခုမှကျွန်တော်နောက်ထပ်တစ်ခုပြောပြမယ်။အဲ့ဒါကဘာလဲဆိုတော့ရမ်းစိတ်ညစ်နေတဲ့အချိန်စိတ်သက်တည်ကြရနေစိတ်ဖိစီးမှုတွေတော့ဖြစ်နေဆိုတဲ့အချိန်မှာဘာကိုလုပ်ရမလဲဆိုတော့ social media ကိုရှာမှာ။ကျွန်တော်တို့ကဗျာလူတွေကဘလို့ပဲဖြစ်ဖြစ်ကိုနဲ့တခြားသူတွေကိုတွားတွားပြီးနှိုင်းရှင်တတ်တယ်။တွားပြီးနှိုင်းရှင်တယ်။အသိစိတ်ကနှိုင်းရှင်တယ်မသိစိတ်ကနှိုင်းရှင်တယ်။ ကျွန်တော်တို့က social media တွေပုံမှန်တင်နေဆိုတာကလူတွေအကုန်လုံးကကောင်းတဲ့အကြောင်းတွေပဲတင်တာတော်တော်များများကတော့ကိုယ့်ရဲ့သိုးနေတဲ့ပြဿနာတွေအကြောင်း social media မှာမတင်ဘူးကိုယ်စိတ်ညစ်နေရတဲ့အကြောင်းတွေကိုယ်ပြဿနာဖြစ်နေတဲ့အကြောင်းတွေဒါတွေကိုကျွန်တော်တို့ social media မှာမတင်ဘူးလေကျွန်တော်တို့အများစုတင်တာကကြတော့ကျွန်တော်တို့ပျော်ရွှင်နေတဲ့အကြောင်းကျွန်တော်တို့အဆင်ပြေနေတဲ့အကြောင်းတာယာနေတဲ့အကြောင်းဒီအကြောင်းလေးတွေပဲကျွန်တော်တို့တင်တာများတယ်စိတ်ညစ်စရာအကြောင်းတွေကိုကြတော့ကျွန်တော်တို့မတင်ကြဘူးလေနော်ကိုစိတ်ညစ်နေတဲ့အကြောင်းသူများမသိသေးချင်ဘူး ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့က social media မှာဆိုကောင်းတာတွေပဲတင်တယ်ဆိုးတာတွေမတင်ဘူးကျွန်တော်ကိုယ့်ရဲ့ page ကိုပဲကိုယ့်ရဲ့ profile ပဲကျွန်တော်တို့ပြန်ကြည့်ကြည့်ကြပါအောင်ကျွန်တော်တို့ဆိုလဲကနေတာတွေတင်တယ်လှနေတာတွေတင်တယ်စားနေတာတွေတင်တယ်သွားနေတာတွေတင်တယ်စသဖြင့်ဒီလိုအကြောင်းအရာတွေပဲတင်တယ်လीအဲ့တော့ကိုကစိတ်ညစ်နေတဲ့အချိန်မှာဟိုပထမတစ်ခုကအဲ့လိုမျိုးလူတွေက ိရနေတော့လကောင်မသိပဲနဲ့တော့လကောင်တစ်ချိန်လုံးနှိုင်းရှင်တယ်ကျွန်တော်တို့နှိုင်းရှင်ပြီးတော့ဖြစ်တယ်အော် तू ကဒီလိုငါကဒီလိုမျိုးဆိုပြီးတော့ကျွန်တော်တို့အများနဲ့သွားပြီးနှိုင်းရှင်တယ်အဲ့ဒါအဲ့ဒီအချိန်မှာကိုကရမ်းစိတ်ညစ်နေရတယ်စိတ်ဖိစီးနေရတယ်ပြဿနာတွေအများကြီးကြုံတွေ့နေရတယ်ရင်ဆန်ကြောဖြတ်နေရတယ်အဲ့မှာတခြားသူတွေကကြောပျော်ရွှင်နေတာပဲตายရနေရပဲဟာသူတို့ကဘွားကတော့အများနဲ့အဆင်ပြေနေရပဲလို့တွေးတဲ့အခါကျရင်ကိုဘွားကပို့ပြီးတော့စိတ်ပြတ်မိတယ်ကိုဘွားကပို့ပြီးတော့အော်ငါဘွားကလူဖြစ်ရကြိုးမနှက်လိုက်တာဆိုတော့အတွေ့မျိုးသွားပြီးပေါ်တတ်တယ်ဒါမျိုးဆိုရင်ကျွန်တော်စိတ်တက်ကြတာပို့ပြီးဆိုးလာတတ်တယ်အဲနောက်တစ်ခုကကြတော့ဘာလဲဆိုတော့ ဟိုကျွန်တော်တို့ကဗျာတယောက်ချင်းစီမှာဘက်တရီရှိတယ်ဗျာတယောက်ချင်းစီမှာရင်ဆိုင်နေရတဲ့အခက်အခဲဆိုတူချင်မတူလိမ့်မယ်ဒါပေမဲ့သေကြတာတခုကတော့လူဆိုရယ်လို့ဖြစ်လာတယ်ဆိုကြတဲ့ဟိုကနောက်တစ်ခုကကျွန်တော်နိုင်ငံနဲ့ဆက်ဆက်မှုရှိနေကြတဲ့ဟိုကကျွန်တော်တို့မှာကမြေရန်ခံစားမှုတွေဆိုတာတော့ရှိနေရမှာပဲကျွန်တော်တို့ရင်ဆိုင်ကြော်ဖြတ်နေရမယ့်အခက်အခဲတွေဆိုတာကတော့မြေရန်ရှိနေရမှာပဲနော်ကိုကစိတ်ညစ်နေတဲ့အချိန်မှာဆိုရှယ်မီဒီယာတောင်းရင်သူများရဲ့ nation ရှင်ပြီးတော့ကိုဘွားကိုပို့ပြီးတော့စိတ်ပြတ်တတ်တယ်စိတ်ဖြည့်စီတတ်တယ်အဲ့ဒါကြောင့်မလို့ဆိုရှယ်မီဒီယာကိုမတောင်းနဲ့လို့ပြောတာနောက်တစ်ခုရှိသေးတယ်ဘာကြောင့်လဲဆိုတော့ social media ပေါ်မှာဆိုရင်အခုနောက်ပိုင်းမှာဆိုပို့ဆိုရလူတွေက content နဲ့ monetization ပေါ့အဆန့်ရနေတဲ့အခါကျတော့လူတွေကဟုတ်တာတွေမဟုတ်တာတွေအကုန်လုံးရှောက်ပြီးတင်တာရှောက်ပြီးတင်တဲ့ပုံတွေရှောက်ပြီး share တယ်မဟုတ်တာတွေကို AI နေနဲ့ရှောက်ပြီးလှုပ်တယ်မဖြစ်နိုင်တဲ့ကိစ္စတွေရှောက်ပြီးလှုပ်တယ်ဒါမျိုးတွေကအခုဆိုရင်နေရာပေါင်းစုံမှာပြန့်နှံ့နေအခု AI နေဆိုတာလဲ video ထိကောင်းကောင်းလုပ်နိုင်တာဆိုတော့ကျွန်တော်တို့ကဘယ်သတင်းအမှန်မျိုးဘယ်သတင်းမမှန်အောင်လဲဆိုတာဘယ်လိုမှမသိနိုင်အဲ့တော့ကျွန်တော်တို့ကစိတ်ညစ်နေတဲ့အချိန်မှာ social media ကိုဖိတုံးတဲ့ခါကျရင် social media ပေါ်မှာမကောင်းတဲ့အဲ့ဒီ လူတွေရဲ့ attention ကိုရအောင်လို့သူတို့ပတ်စံပို့ရအောင်လို့အဲ့လိုဟိုမမှန်ကန်တဲ့သတင်းတွေမကောင်းတဲ့သတင်းတွေကြီးပဲတစ်ချိန်လုံးတင်နေတာအဲ့ဒါတွေကိုကျွန်တော်တို့ကဖတ်မိတယ်ဖတ်မိတဲ့ခါကျတော့ပို့ပြီးတော့စိတ်ဖိစီးတယ်စိတ်ဖိစီးပြီးတော့အဲ့လိုမျိုးတစ်ခါတန်နေရလဲပြန်အဲ့ဒါကြောင့်မလို့ကျွန်တော်ကတော့အကြံပေးချင်တာကအရင်စိတ်ညစ်နေတဲ့အချိန်ကိုကစိတ်ဖိစီးမှုတွေကြော်ဖြတ်နေရတဲ့အချိန်ကိုကအခက်အခဲတွေကြော်ဖြတ်နေရတဲ့အချိန်မှာမလုတ်တဲ့အချက်ကအဲ့ဒီ social media တုံးတဲ့ကိစ္စပဲ social media အကြ ాయి တုံးတယ်ကျွန်တော်တို့ဒီချိန်မှဆိုရင်စိတ်ကညစ်နေတဲ့ခါကျတော့ social media ပို့တုံးတတ်တယ် Facebook ပို့ပွတ်တတ်တယ်ဒီ TikTok ဆိုလည်းတစ်ချက်လုံးရှောက်ကြည့်နေတတ်တယ်ဒါပေမဲ့အဲ့ဒါကကို့အတွက်ဘာမှမထူဘူးနံပါတ်1ကို့ကိုပို့ပြီးတော့စိတ်ညစ်စေတယ်ဘာလို့သူများရဲ့နာနိုင်ရှင်ကို့ကိုပို့ပြီးစိတ်ညစ်စေတယ်ဒုတိယတစ်ခုမကောင်းတဲ့သတင်းတွေမမှန်ကန်တဲ့သတင်းတွေကြီးပဲတစ်ချက်လုံးကြားနေတဲ့ခါကျတော့ကို့ရဲ့ဒီပေါ်ကို့ရဲ့စိတ်အခြေအနေကပို့ပြီးဆိုးတော့အော်အခြေအနေရဆိုးလိုက်တာဆိုတာမျိုးပို့ပို့ပြီးတော့ဖြစ်လာတတ်တယ်အဲ့တော့ဒီအခြေအနေမှာတော့ social media မသုံးမဲနဲ့တတ်နိုင်သမျှ အလုပ်ကိစ္စကလွင်ပေါ့နော်တယောက်နဲ့တယောက်ဆက်ဆက်မှုရှိအောင်လို့အဲ့လိုအနေထားလွင်တစ်ချိန်လုံးဆိုရှယ်မီဒီယာကို auto scroll လုပ်နေတာတို့တစ်ချိန်လုံးကြည့်နေတာတို့မျိုးကိုမလုပ်သင့်ပါဘူးလို့ကျွန်တော်ကတတိပေးချင်ပါတယ်